ပေးသမ ्या လုံးမင်္ဂလာပါဒီတစ်ခါမှာတော့2014ခုနှစ်ကထွက်ရှိခဲ့တဲ့ The Cobbler ဆိုတဲ့ကားလေးကိုပေါ့ပေါ့ပါပါ recap လုပ်ပေးသွားမှာပါ1903ခုနှစ် New York မြို့ရဲ့ Lower East Side စီရင်စုလေးတစ်ခုမှာဂျူးလူမျိုးတစ်ပွဲဟာ Pinchet လို့ခေါ်တဲ့ဖက်နှက်ချုပ်သမားတယောက်ရဲ့အိမ်ကိုပြဿနာတစ်ခုဆွေးနွေးဖို့လာခဲ့ကြပါတယ်အဲ့ဒီနောက်သူတို့စီရင်စုတဲ့က Gagaman ဆိုတဲ့စီးပွားရေးသမားကြီးကလူမိုက်တွေခန့်ပြီးတော့သူတို့ရဲ့ဆိုင်လုပ်ငန်းတွေကိုဘလို့တွေအနောက်ရှက်ပေးကြောင်းပြောနေခဲ့ကြပြီးတော့သူ့ကိုဘလို့ဆုံးမမလဲတိုင်ပင်နေခဲ့တယ်အနာကြမှာတော့ပင်ချက်ကအတုအနေနဲ့ကူညီပေးနိုင်ဖို့ကဂါဂါမန်ကသူ့ရဲ့ကတ်စတမာမမဟုတ်တာလို့ထပြောလာခဲ့ပါတယ် အဲ့ဒီအချိန်မှာပဲအဖွဲ့ကတယောက်ကကကားမင်းရဲ့ဖက်နှက်ခုံဘောကိုကောက်တင်လိုက်ပြီးတော့အခုသူကမင်းရဲ့ customer ဖြစ်သွားပြီမင်းငါတို့ကိုကူညီလို့ရပြီလို့ပြောလိုက်တယ်အဲ့ဒီနောက်ဆွေးနွေးပြီးသွားတဲ့အခါမှာတော့ပင်းချက်ဟာခန်းထဲကိုပြန်ဝင်ပြီးတော့အချုပ်ဆက်အဟောင်းတလုံးကိုထုတ်လိုက်ပါတယ်။ပြီးတာနဲ့အဲ့ဒီအချုပ်ဆက်နဲ့ကကမရဲ့ဖက်နှက်ကိုစချုပ်နေခဲ့ပါတယ်။အဲ့နောက်သူ့ရဲ့သားတော်မောင်ကခန်းထဲဝင်လာတဲ့အချိန်မှာအချုပ်ဆက်ကိုတွေ့ပြီးတော့ခန်းနားလိုက်တာဆိုပြီးတော့သဘောတူကြားနေကြတယ်။အဲ့ဒီအချုပ်ဆက်ကိုအဖေဘဲကရလာတဲ့လှုပ်ဆက်စုတော့ပင်းချက်ကသူ့အဖေအမွေပေးခဲ့တာလို့ပြန်ဖြေခဲ့ပါတယ်။ ကောင်းလေးကဒီဆက်ကိုဘသူလောက်ခဲ့တာလဲလို့ထပ်မိတော့ပင်းချက်ကထိုင်ခိုင်းလိုက်ပြီးတော့အဆက်အကြောင်းပြောပြလာပါတယ်။ဟိုးနှစ်တွေတုန်းကအင်ဂျီယာမက်တယောက်ကသူ့ရဲ့ရက်ွက်ထဲရောက်လာခဲ့ပြီးတော့အဲ့ဒီအင်ဂျီယာမက်ကိုဘယ်အိမ်မှမကူညီနိုင်တဲ့အချိန်မှာပင်းချက်ရဲ့အဖေကစိတ်ထားပြပြဆင်ဆင်နဲ့အိမ်ထဲကိုခေါ်ပြီးကျွေးမွေးကူညီပေးခဲ့ပါတယ်။ အဲ့နောက်နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့အဲ့ဒီအင်ဂျင်ယာမဲကသူတို့အင်ကနေလုံးဝပျောက်သွားခဲ့ပြီးတော့နောက်ဆုံးအိမ်ထဲမှာဒီအချုပ်ဆက်တစ်လုံးသာရောက်နေခဲ့တဲ့အကြောင်းပင်ချက်ကအသူသားကိုပြောပြခဲ့တယ်။အဲ့နောက်မှာဇဝင်ကန်ကပြစ်ဆုပ်ပန်ကာလာကိုရောက်လာခဲ့ပါတယ်။ပင်ချက်ရဲ့မြေဖြစ်သူမက်ဆာသူ့ရဲ့ဖက်နှက်ချုပ်ဆိုင်လေးကိုဆိုင်ဖွင့်ဖို့သွားနေခဲ့ပါတယ်။အဲ့ဒီနောက်ဆိုင်ကိုတန်ရှင်းရေးတွေပါတွေလှုပ်ဖွင့်လိုက်ပြီးတော့တိတ်မကြခင်မှာပဲကတ်စတမာတွေရောက်လာခဲ့တယ်။ ဒီလိုနဲ့ဖက်နက်လာအပ်တဲ့လူတွေလက်ခံပြီးတဲ့နောက်မှာတော့ mass တယောက် coffee ထွက်တောက်နေရင်လည်းစကီလေးတစ်ပွေထွက်လာတော့ကိုလှမ်းရှို့မိသွားတယ်။စကီလေးကိုစတိုင်နဲ့မလိုက်နဲ့လှမ်းကြည့်နေတဲ့အချိန်မှာပဲစကီလေးကမိကျက်လာငါပါတယ်။ဒါပေမဲ့အဖြစ်မရှိတဲ့ပြိတ္တတို့လိုကောင်းဆိုတော့မိကျက်မဆောင်ထားမိပါဘူး။ထပ်ပြီးတော့ဘူပိတ်ချင်တော့စကီလေးကအပြိုမဟုတ်ဘဲနဲ့သူ့ယောက်ျားကြီးပဲဘေးမှာရောက်ချလာတာကိုတွေ့လိုက်ရပါတယ်။အဲ့နာနေတော့သူနဲ့ဆိုင်ချင်းကက်လျက်ကသူနဲ့ခင်တဲ့ဇပင်ညက်ဆိုင်ပိုင်ရှင်အိုလေးကြီးဂျင်မီထွက်လာပြီးတော့မင်းအားကြနေတာမလားပါညာစကားလာပြောခဲ့ကမင်းလဲကောင်းမလေးပါလေးရှာပြီးတော့မိသားစုလေးပါလေးထူထောင်အောင်လို့အကြံပေးနေခဲ့တယ် အဲ့ဒီနောက်နေလဲစားမတ်စ်တယောက်နေလဲစားစားနေတော့ကောင်မလေးတယောက်ဝင်လာပြီးတော့ကောင်မလေးကသူ့မကိုသူ့မဒီရက်ကွက်အကျိုးပြုအဖွဲ့မှာအလုပ်လုပ်နေတဲ့ကာမန်ဟဲရာပါလို့မိတ်ဆက်လိုက်ပါတယ်။အဲ့ဒီနောက်စီးပွားရေးသမားတွေကဒီရက်ကွက်လေးမှာရှိတဲ့စိုင်းရွယ်အိမ်တွေကိုငွေပေးပြီးအတင်းကျပ်ဖယ်ခိုင်းနေပြီးတော့ကြက်ညက်တက်နေတဲ့တိုကီတွေစောက်ဖို့အတင်းလုပ်နေတာကိုသူ့မတို့အဖွဲ့ကစန့်ကျင်ဖို့အတွက်လိုက်စည်းရုံးနေတာဖြစ်ကြောင်းရှင်းပြခဲ့တယ်။မတ်စ်ကသူတို့ငွေဘလောက်ပေးလဲဆိုတာပေါ်မူတည်ပြီးတော့ဆိုင်ကိုရောင်းဆိုလဲရောင်းမှာပေါ်လို့ပြန်ဖြေလိုက်တဲ့အခါမှာတော့ကောင်မလေးကမတ်စ်ကိုအပြင်ခေါ်ထုတ်လာပြီးတော့သူတို့ရက်ွက်လေးရဲ့ပတ်ဝန်းကျင်ကိုပြခဲ့တယ် ဒီရက်ကွက်လေးကအခုလိုကိုပိုင်ဆိုင်လေးတွေတစုတစုနဲ့တကယ်ကိုနှွေးထွေးတဲ့အိမ်လေးတစ်လုံးလိုဖြစ်နေတဲ့အကြောင်းပြောပြခဲ့ပြီးတော့ချမ်းသာတဲ့စီးပွားရေးသမားတွေကိုသာတိုင်အမြင့်ကြီးတွေစိတ်ကြိုက်စောင့်ခွင့်ပေးလိုက်ရင်ဆင်းရဲနှွမ်းပါတဲ့သူတွေပိုပြီးခက်ခဲသွားလိမ့်မယ်လို့ပြောခဲ့တယ်။အဲကြမှာမက်စ်လည်းသဘောတူသွားပြီးတော့သူမတို့ဘက်ကနေထောက်ခံကြောင်းသူမရဲ့စာအုပ်ထဲမှာလက်မှတ်ထိုးပေးလိုက်တော့တယ်။အဲနောက်ကာမန်မပြောင်းခင်မှာဆော်လမွန်ဆိုတဲ့သူကိုဥဆောင်ပြီးတော့လုံမဲ့ဆန္ဒပြပွဲကိုပါလာခဲ့ဖို့ဖိတ်လိုက်တယ်။ ကမလေးပြန်သွားတော့ဂျင်မီကတော့မှမင်းကမလေးဖုန်းနံပါတ်မတောင်းထားဘူးလားလို့မက်စ်ကိုစာနေခဲ့ပါတယ်ဒီလိုနဲ့မက်စ်ညံ့ရောက်လို့အိမ်ပြန်လာတဲ့အခါမှာတော့လူချမ်းမရရောစိတ်ချမ်းမရရောမကောင်းတဲ့သူ့အမေကိုနမ်းလိုက်ပါတယ်မက်စ်ရဲ့အဖေကလွန်ခဲ့တဲ့နှစ်တွေကအိမ်ကနေထွက်သွားခဲ့တာဖြစ်ပြီးတော့သူ့အမေကလည်းအဲ့ဒီစိတ်နဲ့ပဲစိတ်ဖောက်ပြန်သွားခဲ့တာအခုလိုချမ်းမရရေးလဲဖောက်လာခဲ့ပါတယ်အဲ့နောက်အမေဖြစ်သူကမက်စ်ရဲ့ကလေးနှစ်ယောက်တောင်ရနေပြီဖြစ်တဲ့ရီးစားဟောင်းကိုတားကောင်မလေးရောပမာလဲညစာစားဖို့လေးပါလဲဖိတ်ပါအောင်လို့ပြောလာလို့မက်စ်ကသူကကလေးတောင်ရနေပြီလေမေးလို့သတိပြန်ပေးလိုက်ရပါသေးတယ် ပြည်ထောင်နယ်သားစားဖို့အမေမိုက်ခရိုဝေ့ထဲမှာညစာထည့်ထားတယ်ဆိုလို့ mass သွားကြည့်ပြန်တော့ပိုက်ဆံအကြီးထည့်ထားတာကိုတွေ့လိုက်ရပါတယ်။နောက်တစ်နေ့မှာတော့ mass ရဲ့ဆိုင်ကိုသူတို့ရက်ွက်ကအသားဖွဲ့ဖွဲ့နဲ့လူမိုက်လီယွန်ဖနှက်ခုံလဲဖို့လာအပ်ခဲ့တယ်။လူမိုက်ဆိုတော့ပါဝါပြတဲ့အနေနဲ့ညနေအပီးလိုချင်တဲ့တွေပါတွေပြောလာတော့ mass ကဆိုင်က6နာရီဆိုပိတ်တဲ့အကြောင်းပြန်ပြောလိုက်တယ်။လီယွန်ကရှာမရှိနဲ့ငါဖနှက်လာယူပြီးမှဆိုင်ကိုပိတ်ဆိုပြီးတော့ကြားမှန်ဟုံတောက်ထားတဲ့ကြော်ကြီးလိုမျိုးမြောက်ကြွမြောက်ကြွနဲ့ပြန်သွားခဲ့တယ်။ ဲဒါကြောင့်မတ်စလေလျွန်ရဲ့ဖက်နက်ကိုချက်ချင်းချုပ်ရတော့တယ်ဒါပေမဲ့ချုပ်နေတော့မှအဲချုပ်ဆက်ကရုတ်တရက်နာကျင်မှုတွေပေးပေးသွားတဲ့မိမတွေလို့မပြောမစုံနဲ့ထပြက်သွားကြတယ်ဆက်ပြင်ဆရာကိုဖုန်းဆက်တော့လဲအနည်းဆုံးပြင်တာတရက်ကြာမယ်ဆိုတော့မတ်စတယောက်ရုတ်ရှင်ရဲ့အဆကအစင်းစင်းလက်ဆင့်ကန်းလာတဲ့ဆက်ချုပ်ဆက်အဟောင်းကြီးနဲ့ချုပ်ပါတော့တယ်သူချုပ်နေတဲ့အချိန်ဂျင်မီအနားရောက်လာပြီးတော့ဒီဆက်အဟောင်းကြီးကိုမင်းဖေကငါခဏခဏလှုပ်ပြလိုက်တော့ဖို့ပြောတဲ့အချိန်တိုင်းမင်းဖေကအမြဲတမ်းညင်းခဲ့တယ်လို့ပြောနေကြတယ်မတ်ကသူ့အဖေကပြည်စည်းတစ်ခုကိုလွှင့်ပြတာမျိုးဘရောမှမကြိုက်ဘူးလို့ပြန်ပြောခဲ့ပါတယ်။တကယ်တော့မတ်ဟာသူ့အဖေတနေ့သူ့ရုပ်စီပြန်လာမယ်လို့ယုံကြည်ထားတဲ့သူတစ်ယောက်ပါ။ ညနေ6:00ရောက်တော့ match တယောက်လီယွန်ဖနက်လာယူမှာစောင့်နေပေမဲ့လီယွန်ကတော့ပေါ်မလာသေးပါဘူး။ဂျင်မီကတော့ဆိုင်ပိတ်ပြီးတော့အိမ်ပြန်သွားပေမဲ့သူ့ခင်ဗျာအသားဖွဲ့ဖွဲ့လူမိုက်လီယွန်ကိုကြောက်တာကြောင့်ဆိုင်မပိတ်သေးပဲစောင့်နေကြတယ်။အဲဒီနောက်လီယွန်ရဲ့ဖနက်ကိုကြည့်ကြည့်တဲ့အချိန်မှာဖနက်ဆိုင်ကသူ့ခြေထောက်နဲ့ဆိုင်နဲ့တစ်ဆိုင်တည်းဖြစ်နေတော့ဘာရမဟုတ်ဘူးကောက်ဝဲကြည့်လိုက်တယ်။အဲဒီအချိန်မှာပဲသူ့မျက်နှာကိုလီယွန်ရဲ့မျက်နှာကြီးဖြစ်သွားတာကိုတွေ့လိုက်ရပြီးတော့လန်သွားခဲ့ကကမန်ကရန်ဖနက်ကိုပြန်ချွတ်လိုက်တဲ့အခါမှာတော့သူ့မျက်နှာအမှန်ကိုပြန်ရလာတယ်။အဲဒီနောက်ဆိုင်တကားပိတ်လိုက်ပြီးတော့တစ်ခေါက်ပြန်ဆန်းဝဲကြည့်လိုက်တော့လေလီယွန်ရဲ့မျက်ခွက်ကြီးထပ်ဖြစ်သွားပြန်တယ်။ အဲ့ဒါနဲ့ဆိုင်ကဖက်နဲ့တရံသွားယူပြီးတော့ဆန်းဝစ်ကြည့်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီတခါတော့ပုံမပြောင်းတော့တဲ့အတွက်နောက်ဆုံးမှာအချုပ်ဆက်အဟောင်းကြီးကြောင့်ဒီလိုဖြစ်မှန်းသဘောပေါက်သွားခဲ့ရတယ်။အဲ့ဒါကြောင့်တခြားဖက်နဲ့တရံကိုအချုပ်ဆက်အဟောင်းကြီးနဲ့ထပ်ဆန်းချုပ်ပြီးတော့ဝစ်ကြည့်တော့တကယ်ပဲအဲ့ဒီဖက်နဲ့ရဲ့ပိုင်ရှင်အဖြစ်ပုံပြောင်းသွားခဲ့ပြန်ပါတယ်။အဲ့ဒီနောက်သူဆိုင်ပိတ်ပြီးတော့အိမ်ပြန်ခဲ့ပါတယ်။နောက်တစ်နေ့မှာတော့အဲ့လိုပဲဖက်နဲ့တရံဝစ်ပြီးတော့ဂျင်မီစီကိုသွားဆန်းကြည့်တော့ဂျင်မီကသူ့ကိုမမတ်မိမှန်းသူသိခဲ့ရတယ်။ဒီတော့ ਨੇ မတ်တယောက်နောက်ပိုင်းမှာတော့အဲ့ဒီနီးနဲ့ဈေးဝယ်ဖို့တရုတ်မျိုးသားတယောက်လိုအယောင်ဆောင်လိုက်တခြားတယောက်လိုအယောင်ဆောင်ပြီးတော့စားသောက်ဆိုင်မှာ special ဆားပြီး ရုပ်ပြန်ပြောင်းကကတိုးလေးပတ်စံမရှိမဲထားသွားလိုက်တယ်လှုပ်လာခဲ့တယ်။ထိပ်ပြောင်းကလမ်းကြီးနဲ့ဘောစီတပွေတွေ့တော့လေလီယွန်ပုံပြောင်းပြီးတော့ဖနက်ကိုရမြတဲ့ကအဲ့ဒီဖနက်နဲ့ဘောစီပုံပြောင်းပြီးတော့နောက်ပိုင်းမှာကားလမ်းကြီးကိုရှယ်စီးနေခဲ့ပါတယ်။အိမ်ပြောင်းတော့သူ့အမေကိုအမေဖြစ်ချင်တာတခုခုများရှိလားလို့မေးခဲ့တဲ့အချိန်မှာတော့သူ့အမေကအမေဖြစ်ချင်တဲ့တခုတည်းသောဆန္ဒဆိုလို့မင်းအဖေကိုတစ်ခါလောက်ပြန်တွေ့ချင်တာလေးပါပဲလို့ပြောခဲ့တယ်။အဲ့ညမှာတော့မတ်ဆာသူ့အဖေရဲ့ဖနက်တရံကိုထုတ်ပြီးတော့သူ့ဆိုင်ကိုယူသွားခဲ့တယ်။နောက်နေ့မှာတော့သူကြိုက်နေတဲ့ဘဲရှိတဲ့စကီလေးတာရာကသူ့ဆိုင်ကိုလာပြီးတော့သူ့ဘဲအီမီလီယန်တို့ရဲ့ဖနက်ကိုခုံလဲဖို့လာအပ်ခဲ့တယ်။ အဲ့ဒီဖနဲ့နဲ့မတ်စ်ကအီမီလီယန်နိုရဲ့ပုံပြောင်းပြီးတော့ဘားတစ်ခုကိုသွားခဲ့တယ်။ဘားရောက်တော့စကီလေးတစ်ပွဲကသူ့နားလာပြီးတော့ငါနှင်းကိုအပြင်မှာအခုပဲတွေ့ခဲ့တာပါလို့ပြောကစကားတွေဆက်ပြောပြခဲ့ကြတယ်။နောက်တော့နှစ်ယောက်သားဘားကနေထွက်ပြီးတော့တက္ကစီပေါ်တက်လိုက်တဲ့နောက်မှာတော့မတ်စ်ကသူ့ကိုအိမ်ကိုခေါ်သွားလို့ပြောလိုက်တယ်။ဒါပေမဲ့စကီလေးကသူ့မှာကောင်းလေးရှိတယ်လို့ပြောလိုက်တဲ့အချိန်မှာတော့မတ်စ်တယောက်နင်းပြီးတော့ကြံခဲ့ပါတော့တယ်။အဲ့နောက်သူအိမ်ပြန်လာတဲ့လမ်းမှာအီမီလီယန်တို့ကအိမ်ထဲကရုတ်တရက်ထွက်လာတဲ့အတွက်သူလည်းအမြန်ဖက်နဲ့တစ်ဖက်ချွတ်လိုက်ပြီးတော့ပုံပြန်ပြောင်းလိုက်ရတယ်။ အီမီလီယန်တို့ထွက်သွားတော့ပုံပြန်ပြောင်းပြီးတော့အီမီလီယန်တို့ရဲ့အိမ်ထဲကိုဝင်လာခဲ့ပါတယ်။အဲဒီနောက်အိမ်ထဲမှာရေချိုးနေတဲ့တာရာကသူ့ကိုအီမီလီယန်တို့ထင်ပြီးတော့ပြုတ်ပြုတ်တွေပေးကလာကိုကိုရေချိုးကန်တိုက်ပွဲဆင်နွှဲရအောင်လို့ပြောခဲ့တယ်။မတ်စလေပွပြီးဟဲဆိုပြီးတော့ပေါင်းမိတွေပါတယ်ကောက်ချွတ်မှဖနက်သားချွတ်မိသွားရင်တိုင်ပတ်ပြီးဆိုတာတတိယသွားပြီးတော့ပေါင်းမိပြောင်းဝဲခါတန်းနေအောင်ပြန်ပြေးပါတယ်။အဲညမှာတော့မတ်စကသူ့အမေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးတဲ့အနေနဲ့သူ့အဖေရဲ့ဖနက်နဲ့သူ့အဖေရဲ့ပုံစံပြောင်းလိုက်ပြီးတော့သူ့အမေနဲ့အတူတူပျော်ပျော်ပါပါညစာစားပေးခဲ့ပါတယ်။ ဲညမှာတော့စိတ်ကြမ်းမာရေးတဲ့ဖြစ်တဲ့သူ့ရဲ့အမေဟာအရန်ကိုပျော်နေခဲ့ပြီးမှအိယာဝင်သွားခဲ့ပါတယ်ဒီလိုနဲ့နောက်တနေ့မတ်အိယာကနိုးတဲ့အချိန်မှာတော့သူ့မိဟာလောကကြီးကိုထွက်ခွာသွားခဲ့ပါပြီမတ်ဟာသူ့အမေစိတ်နဲ့တပတ်လောက်ပူဆွေးပြီးသွားတဲ့နောက်မှာတော့ဆိုင်ပြန်ဖွင့်ခဲ့ပါတယ်အဲ့ဒီနောက်လူမိုက်လီယွန်ကသူ့စီကိုဖနှက်လာယူပြီးတော့မပြန်ခင်မှာလူမိုက်လုသွားတာကြောင့်သူလည်းပုံပြောင်းပြီးတော့လီယွန်ရဲ့အိမ်ကိုလိုက်ကြည့်ခဲ့တယ်ဒီလိုနဲ့နောက်တနေ့မှာတော့မတ်ဆာလီယွန်ရဲ့ပုံပြောင်းပြီးတော့သူ့အိမ်ထဲကိုခိုးဝင်တဲ့အချိန်အိမ်မော်ကဆင်းတော့မဲ့လီယွန်ရဲ့စော်နဲ့တွေ့ခဲ့တယ်။အဲဒီနောက်လီယွန်ရဲ့ကောင်မလေးထွက်သွားတော့မတ်ကလီယွန်ရဲ့နာရီကောင်းစားတွေကိုယူဖို့ရှာရင်းနဲ့တနတ်တွေကိုတွေ့သွားခဲ့တယ်။ ဒါပေမဲ့ခဏနေလီယွန်ပြန်ရောက်လာတဲ့တိုးတော်နှစ်ယောက်သား fighting play ကြရင်လည်းနောက်ဆုံးလီယွန်မဲ့မြင်နေအောင်ခံလိုက်ရပါတယ်။ဘတ်စ်ကလီယွန်ကိုကြိုးတုပ်နှိပ်ဆက်ပြီးတော့မနာယူတဲ့ဘက်မှလည်းမင်းနေတဲ့အချိန်မှာပဲလီယွန်ရဲ့လူမိုက်တွေကတကားလာခောက်ခဲ့တယ်။အဲနောက်မတ်စ်လည်းလီယွန်ပုံစံဟန်ဆောင်ပြီးတော့သူတို့နဲ့လိုက်သွားခဲ့ပါတယ်။သူတို့နေရာတစ်ခုကိုသွားကြပြီးတော့အဲဒီနေရာကိုရောက်တော့သူတို့ကိုသစ္စာပေါက်တဲ့လူတစ်ယောက်ကိုလူမိုက်တွေတပ်ပစ်တော့မဲ့အချိန်မှာမတ်စ်ကမတက်ဖို့တားခဲ့တယ်။နောက်တော့သူ့ကို Grandway ဆိုတဲ့မမကြီးစီခေါ်သွားကြပြီးတော့မမကြီးကသူ့ကိုလူတယောက်တက်ပေးရမယ်ဆိုပြီးတော့ပတ်စံတွေအိတ်အပြစ်ပေးလာခဲ့ပါတယ် အဲ့နောက်သူလည်းလီယွန်ရဲ့အိမ်ကိုပြန်လာတော့လီယွန်ကကြိုးပြီနေတဲ့အတွက်နှာခေါင်းသားထက်ကြိုက်ကြပြန်ပါတယ်ဒီတခါတော့နှာခေါင်းကြိုက်နေရင်လည်း mask ကဖက်နှက်ကျော်သွားတော့လီယွန်ကသူ့ဘသူလဲဆိုတာသိသွားခဲ့ပါတယ်ဒါပေမဲ့ mask ကပဲလီယွန်ကိုဒုတိယအချီအမှောက်သိပ်ခဲ့ပြီးတော့ဒီတခါမှာတော့သူပုံပြောင်းတဲ့တခြားတစ်ယောက်ရဲ့ထောက်ဖက်နှက်နဲ့ပါတက်မိသွားခဲ့ပါတယ် mask လဲကြောက်ကြောက်နဲ့အိမ်ပြန်လာပြီးတော့နောက်နေ့မှာတော့သူလူသက်ခတ်မိတဲ့အကြောင်းသူ့ကိုသူရဲသွားတိုင်ခဲ့တယ်ရဲရင်ကမယုံတော့လီယွန်တိုက်ကံကိုလိုက်ပြပါတယ်။ဒါပေမဲ့မနေ့ကလီယွန်သေးတဲ့နေရာမှာလီယွန်လည်းရှိမနေတဲ့အပြင်တောက်ဖနက်တို့ပိုက်ဆံအပြစ်ပါတဲ့အိတ်တို့ကလည်းရှိမနေတော့ပါဘူး။ ်ရရစ်ကလည်းတက်တည်မပြနိုင်တဲ့အတွက်သူ့ကိုဖမ်းလို့မရပါဘူးဒီလိုနဲ့သူ့ဆိုင်မှာတောက်ဖနှက်နဲ့ပတ်စံတွေရောက်နေတာကိုတွေ့လိုက်ရတယ်။အဲ့နောက်ပတ်စံတွေပြန်သွားပေးဖို့လုပ်တဲ့အချိန်မှာဂျင်မီထွက်လာပြီးတော့မင်းဖေကအခုလိုလူမိုက်တွေနဲ့ပတ်သက်ပြီးလို့မင်းတို့မိသားစုကိုထားပြီးတော့ထွက်ပြေးခဲ့ရတာလို့ပြောကသူ့ကိုမသွားဖို့တားခဲ့တယ်။ပတ်စလက်တီအကြောင်းတွေကိုဂျင်မီသူ့ကိုမပြောပြခဲ့တဲ့အတွက်စိတ်ဆိုးပြီးတော့ဂျင်မီကိုတွန်းထုတ်လိုက်ပါတယ်။ အဲ့နောက်မတ်စ်ကပုံပြောင်းပြီးတော့မမကြီးဂရင်းဝဲကိုပတ်စံတွေသွားပြန်ပေးခဲ့တယ်။ဒါပေမဲ့မမကြီးကသူ့ကိုတတ်ဖို့သူ့လူတွေကိုခိုင်းလိုက်ပါတယ်။မသိဘဲနဲ့တတိပြန်လာတဲ့အခါမှာတော့ကားတဲ့ကိုရောက်နေတာတိလဲရပြီးတော့ချက်ချင်းပဲဖနက်တရံကောက်လိုက်လိုက်ခါကားကောင်းကင်းကလူမိုက်တွေကိုခြောက်လိုက်တော့တယ်။ဘယ်ကောင်မှမခြောက်တဲ့လူမိုက်တွေလည်းတရံမျက်ခွက်ကြီးကိုတော့ကြောက်ပြီးတော့တတ်တိုင်နေတော့ပြေးဆောင်ကုန်ကြတယ်။ အဲ့တော့မှာတော့မဆာမမကြီးသူ့ကိုတက်ခိုင်းခဲ့တဲ့လူကစနားပြပွဲကိုဦးဆောင်မဲ့ Solomon ဖြစ်နေမဲ့သိလိုက်ရပြီးတော့ Carmen ဆိုတဲ့ကောင်မလေးစီကိုအမြန်သွားပါတော့တယ်။ပြီးတာနဲ့ Solomon ဆိုတဲ့ဘိုးတော်ကြီးစီသွားပြီးတော့စနားပြပွဲကိုမသွားဖို့နဲ့အိမ်ထဲမှာပဲနေဖို့သွားပြောပေးမယ်။ဘိုးတော်ကြီးကဆုံးဖြတ်ချက်ပြတ်သားတာမလို့လက်မခံခဲ့ပါဘူး။ဒါကြောင့် Max တယောက်ဘိုးတော်ကြီးဘေးကင်းအောင်အကြံထုတ်ရပါတော့တယ်။နောက်ထပ်ဆုံးဝင်ကမှာတော့မဆာဘိုးတော်ကြီးရဲ့ပုံစံကိုပြောင်းပြီးမမကြီး Greenway တို့နဲ့သွားတွေ့ခဲ့ပါတယ်။အဲ့နောက်ဘိုးတော်ကြီး Solomon ပြောနေတဲ့ပုံစံမျိုးနဲ့သူ့ကိုပိုက်ဆံပေးရင်နဲ့သူဒီမျိုးကနေထွက်သွားပေးမယ်လို့ပြောလိုက်တယ်။ မကြီးလည်းယုံသွားပြီးတော့ပိုက်ဆံပေးလိုက်ပါတယ်ဒါပေမဲ့ mass အပြက်မှလိန်နေမှသူမသတိထားမိသွားခဲ့တဲ့အတွက်မမကြီးကတကယ့်ဘိုးတော်ကြီး Solomon ရဲ့အိမ်ကိုသွားပါတယ်။ဟိုရောက်တော့ဘိုးတော်ကြီးကိုဒီဆန္ဒပြပွဲကိုမရရင်ရှင်နဲ့ရှင်သမီးကိုတတ်ပြစ်မယ်လို့ချင်းချောက်ခဲ့တယ်။ဒါပေမဲ့မမကြီးတယောက် mass ရဲ့ထောင်ချောက်ထဲရောက်သွားခဲ့ပြီဆိုတော့ကိုသူ့ကိုသူတော်မသိခဲ့ပါဘူး။သူအဲ့လိုချင်းချောက်နေတာကိုတရင်သမားတယောက်ကအမိအယရယူထားလိုက်ပြီးဖြစ်ပြီးတော့မမကြီးလည်းစမုံတုံးသွားတော့တယ်။ ဒီနောက်မှာတော့ mask ကသူ့ဘဝလေးတက်ကိုသူပြန်ရောက်လာပြီးတော့ skill လေးကာမန်နဲ့တော့မှတိတ်ဖို့အလုပ်နေခဲ့ပါပြီ။ Leon ရဲ့ကောင်မလေးကိုလည်း Leon ရဲ့နာယီတွေရုပ်ဖြတ်ခါသွားပေးခဲ့ပြီးတော့အပြန်မှာသူ့လူမိုက်တွေလက်ကလှုပ်ပေးခဲ့ပြီးတဲ့လူကသူ့ကိုပြန်ပေးဆွဲသွားပါတော့တယ်။ဒါမှမဟုတ်လမ်းမှာသူတို့ကားကိုတခြားကားကဝင်ကျုံပြီးတော့ဆွေမျိုးပါမေးသွားတော့တယ်။သူပြန်တို့လာတဲ့အခါမှာတော့ Jimmy ရဲ့အိမ်ကိုရောက်နေပြီးတော့ Jimmy ကငါကမင်းရဲ့အဖေ Abraham ပဲလို့ပြောပြီးတော့ခဏနေတော့သူ့ရဲ့ဖက်နက်ကိုချော်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ဖေ Abraham ဖြစ်နေတာကိုတွေ့လိုက်ရပြီးတော့အားရပါရပွေဖက်လိုက်တော့တယ်။ ဒီနောက်မှာတော့သူ့ဖေရမျိုးစင်ဆက်ရှေးဟောင်းအချုပ်ဆက်ကြီးနဲ့ချုပ်လို့ရလာတဲ့ဖက်နက်တွေထားရာအခန်းကြီးတစ်ခုကိုလိုက်ပြခဲ့တယ်။နောက်တော့ driver ပါတဲ့အကောင်စားကားရဲ့တစည်းကိုပြလိုက်ပြီးတော့မင်းသွားခြင်းတဲ့နေရာကိုပြောသွားကြမယ်လို့ပြောခဲ့ပါတယ်။နောက်ဆုံးစောင့်မယ်ကမှာတော့ Max ဟာသူ့ဖေသူ့ဖိုးပင်းချက်ကိုမေးခဲ့တယ်လို့အချုပ်ဆက်ကြီးကိုဘယ်ကရလာတာလဲလို့မေးလာခဲ့ပြီးတော့သူ့ဖေကလည်းအချုပ်ဆက်ရဲ့ရာဇဝင်ကိုရှင်းပြနေရင်နဲ့ဇာတ်လမ်းလေးကပြီးဆုံးသွားပါတော့တယ်။အဆုံးထိနားဆင်ပေးမှုတွေပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။